ဲ့ဒီနတ်ပြည်ကစုတည်ပြီဆိုတော့မှအခုဦးဇင်းတို့မြတ်စွာဘုရားလက်ထက်မှာဥပလွန်ဆိုပြီးတော့လာပြီးတော့ဖြစ်တာအဲ့ဒါကျွန်တော်ချမ်းသာတဲ့တတိတယောက်ရဲ့အိမ်မှာဖြစ်တာပဲအလွန်လေးပဲလှပတယ်ပေါ့အထူးသဖြင့်ဘရုံမှာချာညိုပန်းနဲ့သူတူတယ်တဲ့အဲ့ဒါကြောင့်မလို့ဖေးဖြစ်တဲ့လူကမိဘတွေကဥပလဝန္နာလို့နာမည်ပေးတာအဲ့ဒါအရွယ်ရောက်တဲ့အခါကျတော့သူ့ရဲ့ရဟန်းပြုရဖို့အကြောင်းလေးရလဲခက်ဆန်းဆန်းပဲ ဒီအမျိုးသမီးရဲ့အလွန်လှတဲ့ဂုဏ်သတင်းကအလွန်ကြီးတဲ့အတွက်ကြောင့်မင်းကြီးမင်းသားတွေတတိတွေတကြွေတွေကရကျင်လို့စားသွန်လွားလာပေးကြတာတွေကမပေးတဲ့လူကိုမရှိသလောက်ပဲတဲ့အဲ့တော့တတိယဒါခေါင်းစားเสียရကိစ္စပေါ့နော်ဘယ်သူကိုပေးရမလို့တယောက်ကိုပေးရင်မရတဲ့လူကမျက်နှာလိုက်ပြီးပြဿနာရှိတယ်ရန်ရှာနိုင်တယ်အန္တရာယ်ရှိနိုင်တယ်ဒါခွဲစိတ်ပြီးတော့ပေးလို့ရတဲ့ကိစ္စနဲ့မဟုတ်အဲ့ဒါနဲ့တတိယကဘာလို့တုံးဆိုတော့ငါသမီးတဲ့မင်းရဟန်းမပြုခြင်းမို့လားတဲ့ ယဟန်ပြုတ်လိုက်မှဒီယံအေးသွားမှာနော်အဲ့တော့သူကလည်းပဲပါရမီနှိုးစော်လာတဲ့ပုံကိုဆိုတော့ဒီယံမပြုတ်ခြင်းမူလားလို့မေးလိုက်တဲ့တန်ကခေါင်းကိုအကျဉ်းတရားချက်ထားတဲ့စီးနဲ့လောင်းလိုက်တဲ့လူအယံကိုအေးချမ်းသွားနေတယ်အာယံပြုတ်မယ်တောက်လျှောက်ပြုတ်မယ်တစ်ခါတည်းတန်းပြီးတော့ပေးတာနော်အဖြေကိုအဲ့ဒါနဲ့ပါခင်ဖြစ်တဲ့ပုံကမြတ်စွာဘုရားရဲ့သာသနာမှာသူ့ကိုယဟန်ပြုတ်ပေးတာအဲ့ဒီမှာဥပလွန်တီတီဆိုပြီးတော့ဖြစ်လာတာ ရဟန်းဖြစ်ပြီးတော့မကြဘူး15ရက်တောင်မကြဘူးတဲ့သူ့ရဲ့ညံကလည်းဘလောက်ထက်လဲဆိုတော့ဥပုပ်ပြုတ်တော့ဦးစင်းတို့ဥပုပ်တိမ်မှာညံမောင်းမယ်ဆိုလို့ရှိရင်မိတွေပါလေစီမိတွေပါလေထွန်းတာရှိတယ်မနေ့ကခေမာတီတီရန်တာဖြစ်တာလဲစီမိတော့ကိုကြည့်ပြီးတော့ဖြစ်တာနော်သူ့ရဲ့ဖြစ်ပုံကတော့တမျိုးအဲ့ဒီစီမိတော့ကိုသူကြည့်တာကအနေဆာဆိုတဲ့အပြက်ကို မြင်ဖို့ကြည့်တာမဟုတ်သူကသူကတကိုးနဲ့နှွယ်တဲ့ပုံကိုဇန်သမာတိနဲ့နှွယ်တဲ့ပုံကိုအဲ့ဒီမိတော့ကိုပဲတည့်တည့်ကြည့်တာ အဲ့ဒါကဘာဖြစ်လို့ဆိုတေဇောကတိုင်းဖြစ်တယ်ပေါ့နော်ကျန်တဲ့စိတ်အတွေးအာယုံမလာဘူးဒီမီးတောက်တစ်ခုတည်းကိုပဲစိုက်ပြီးတော့ကြည့်ဟုတ်လားအဲ့ဒါကဘာဖြစ်သွားလဲတမာတိဖြစ်တယ်နော်တေဇောကတိုင်းခေါ်တာပါဟုတ်လားအဲ့ဒါနဲ့ဇံရပြီးတော့မှအဲ့ဒီဇံကနေပြီးတော့မှဝိပဿနာတရားပွားများလို့ယန္နာဖြစ်တာယန္နာဖြစ်ပြီလဲဆိုရောသောတလုံးကတကိုးတွေပါတခါတည်းအပီးစီဆူတောင်းအရာတခါတည်းသူပိုင်ဆိုင်တယ်လို့ဆိုတယ်အလွန်တရာမှတကူကြီးတဲ့ထီထီမာတပါဖြစ်တယ်ပေါ့နော် သူ့ကိုပညာအဲတကိုးရံမှာဣတရက်ပေးတာကအကြောင်းတရားတခုတော့ရှိတယ်။ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကခုနဝါမြောက်မှာမြတ်စွာဘုရားတကိုးပြားတိဟာပြရတယ်ဆိုတာပေးတယ်လို့ကြားဘူးတယ်။ဟိုရာဇဂုံမြို့ကတထေးတယောက်ကဘာသာမဲ့လို့ဆိုကြပါစု။ဘာယူဆရှိတယ်လို့မရှိဘူး။အဲ့တော့ဒီနေ့တော့ तू ကသူ့ရဲ့လက်အောင်ငယ်သားတွေကစံတကူးဏီတုံးကြီးတခုမြစ်ထဲကနေပြီးတော့ထူးထူးဆန်းဆန်းရခဲ့တာရှိတယ်။ အဲ့ဒါကြီးကိုဘင်းကိုအဲ့ဒီတထေးကြီးကိုပေးတဲ့ခါကျတထေးကြီးကဒါငါဘာလုပ်ရမှာတော့ဟောဒီလောကကြီးမှာယဟန္တာယဟန္တာလို့ဝန်ခံရတဲ့ပြောတဲ့လူတွေအများကြီးရှိတယ်ပေါ့ဒါပေမဲ့သူတို့ယဟန္တာဟုတ်မဟုတ်လဲငါလည်းမသိရဘူးပေါ့အဲ့ဒါဘာလုပ်မလဲဆိုတော့ဒီစန္ဒကူတုံးကြီးကိုတပိတ်ထွင်းမယ်ပေါ့တဲတဲကအစာတွေကိုတော့ငါသုံးမယ်အဲ့ဒီတပိတ်ကိုကြတော့ဝါးတွေကိုအတောင်60လောက်ဆက်ပြီးတော့အဲ့ဒီထိတ်မှာအဲ့ဒီတပိတ်ကိုဆိုင်းကလေးနဲ့ထည့်ပြီးတော့ချိန်ထားဟောဒီလောကမှာယဟန္တာဆိုတဲ့ပုံကိုယ်တွေဟာ အဲ့ဒီတပိတ်ကိုကောင်းငင်ရနဲ့ယူပေါ့တကယ်လို့ယူနိုင်မယ်ဆိုရင်သားမရနဲ့တကွာအဲ့ဒီပုဂ္ဂိုလ်ငါကိုးကွယ်မယ်လို့တခါလဲကြောင်ကြရာသူတို့တတိယပြတ်သားတယ်လို့ပြောကြတယ်နော်အဲ့တိုင်လုတဲ့အခါကျတော့တိတိဆရာကြီးတွေရှိတယ်ဆရာကြီးတွေဟာတယောက်ဆိုလို့ရှိရင်မရှင်းမကြောက်လာပြောတယ်ငါရန်တာလည်းဟုတ်တယ်တဲ့ငါဇန်တကိုးလည်းရှိတယ်ဒါကြောင့်မလို့အဲ့ဒီတပိတ်ကိုငါ့ကိုပေးတယ်ဟုတ်လားအဲ့ချက်တော့တတိယဘာပြောလို့ဆိုတော့ ရိုးရိုးပဲအရှင်ဗျာတဲ့ရကျင်နေဆိုရင်တော့ဒီတိုင်းပဲယူသွားပါဇံနဲ့ယူသားယူသွားရတယ်ချပံမပေးဘူးအဲ့တော့သူလည်းပြောမရတော့ပြန်သွားတာပေါ့နော်တယောက်ကတော့ဘလို့တောင်လှုပ်လဲဆိုလို့ရှင်သူ့ရဲ့အတိုင်းဝိုင်းတွေတပည့်တွေနဲ့တီးလုံးတိုက်ထားတာမင်းရဲ့ဒီတစ်သားတပည့်လေးတုံးအတွက်နဲ့တော့တို့ရဲ့နဲ့နေတဲ့တကိုးတွေမပြပါရစေနဲ့ဟုတ်လားဒါကြောင့်မလို့အဲ့ဒါကိုတို့ချပြီးတော့ပေးပါအာမပေးနိုင်ဘူးရကျင်ရင်တော့ယူသားယူသွားတကိုးနဲ့ယူသွား အေးအဲ့လိုဆိုလို့ရှင်ငါတကိုးနဲ့ယူမယ်ကွာဆိုပြီးတော့အဲ့ဒီတပိတ်ကိုတကိုးနဲ့ယူမယ်ဆိုပြီးတော့ဟန်နဲ့မန်နဲ့ပြင်လာပေါ့လေအဲ့ဒီပေါ်တက်မယ်ပေါ့အဲ့ဒီမှာတီးလုံးတိုက်ထားတဲ့အချိန်တပိတ်တွေကဆရာကြီးဘာမှတန်ဖိုးမရှိတဲ့ဒီတပိတ်အတွက်နဲ့ဘာဘူးလို့တန်ဖိုးအလွန်ကြီးတဲ့တကိုးကိုပြအမှလဲဆိုတော့ဝိုင်းပြီးတော့ဆွဲပြီးတော့မြေကြီးပေါ်မှာလှဲကြတာအဲ့ဒီမှာဆရာကြီးကထပြီးတော့တတိကြီးမြင်လာငါတပိတ်တွေကငါ့ကိုခွင့်မပြုလို့ငါတကိုးမပြရလားဒါကြောင့်တပိတ်ကိုငါ့ကိုပေးပါအောင်လူရင်းကတော့တပိတ်တောင်းတာပဲလေဟုတ်လားအဲ့တော့လည်းပဲတတိကြီးကမပေးဘူး အဲ့လိုနဲ့ဒီတပိတ်ကဘယ်သူမှမယူနိုင်ဘူးဝလုံးပေါ်မှာဒီတိုင်းရှိနေတယ်။အဲ့နောက်တော့ရံမှုသမားတွေကလောကကြီးရမ်းတာရှိတယ်ဆိုတာဟုတ်ပါဘူးကွာ။ရှိမယ်ဆိုလို့ရှင်ယူမှာပေါ့ကွာ။အဲ့ဒါကဘယ်မှာပြောနေတာလဲဆိုတော့ရှင်မမောက်ကလန်နဲ့ရှင်ပိန်ဒေါ်လာဘာရဒါဇာကမြို့တွေကိုစွန့်ကန်သွားမလို့ကြောက်ဖြာကြီးပေါ်မှာသင်္ကန်းယုံနေတာရှိ။အဲ့ဒီနောက်ကပ်ပြီးတော့ယဟန်တွေကိုစောင့်ပြီးတော့ပြောတာ။အဲ့လိုပြောတဲ့အခါကျတော့ပိန်ဒေါ်လာဘာရဒါဇာကရှင်ဘုရားတပည့်တော်တို့တာသနာတော်တောင်းမှထိခိုက်ပြီးတော့ပြောနေကြပြီ။အဲ့တော့ဒီတပိတ်ကို အရှင်ဘုရားတက်ပြီးတော့ယူပါအရှင်မမောက္ကလန်ကတကိုးကြီးတော့မို့ဦးစားပေးတာပေါ့နော်အရှင်ဘုရားမယူဘူးဆိုရင်တော့တပည့်တော်တက်ယူရလိမ့်မယ်ပေဒေါလာကစိတ်ခက်မြန်မြန်သဘောမျိုးလို့ထင်တယ်အဲ့ဒါနဲ့အရှင်မမောက္ကလန်ကအရှင်နဲ့အဲ့လိုဆိုရင်အတင်းတက်ပြီးတော့ယူလိုက်အဲ့ဒါဘာလုပ်လဲဆိုတော့ရှင်ပေဒေါလာကအဲ့ဒီသင်္ကန်းယုံနေတဲ့ကြောက်ဖြာကြီးကတော်တော်ကြီးရလို့ဆိုတယ်အဲ့ဒီကြောက်ဖြာကြီးကိုတကိုးနဲ့သူကအပေါ်ပြန်ပြီးတော့ဒီရာသီမြို့ပေါ်မှာဝဲနေအောင်သူလှုပ်ထားတယ် တော့ဒါကြီးကမြို့ပေါ်မှာအရေးကြီးလို့ထင်နေတယ်ကြောက်ဖြာကြီးကပေါ်မှာဝဲနေတော့လူတွေကအော်ကြတယ်ပေါ့ဟာဒါကြီးကပြုတ်ကြလာရင်တော့ခက်တယ်ပေါ့နော်အဲ့ဒါနဲ့ရှင်ပိန်ဒေါ်လာကိုလာပြီးတော့တောင်းပန်ကြတော့ရှင်ပိန်ဒေါ်လာကအဲ့ဒီကြမ်းမှာကောင်းငွေရနေပြီးတော့အဲ့ဒီရာဇီယိုမြို့ရဲ့တတိယအိမ်ပေါ်မှာသွားပြီးတော့ရက်တာအဲ့ကြမ်းမှာရာဇီယိုတတိယကဒါကိုတကယ်လက်တွေ့ကျုံရတဲ့ခါကျတော့ယုံပြီးတော့မြေကြီးပေါ်မှာအာရမောက်ပြီးတော့အရှင်ဗျာအိမ်ထဲကိုကြွားပါပေါ့အဲ့ဒါအိမ်ထဲရောက်ပြီးဆိုတော့မှတပိတ်ကိုသူ့အတူပဲချပြီးတော့လှူလိုက်တာ ဲ့ဒါနဲ့ဘိန်တော်လာကအဲ့ဒီသင်္ကန်းတပိတ်အဲ့တက်သားတပိတ်လေးယူပြီးတော့လာလာတော့တချို့ကတော်သွားပြီးတော့လှုပ်လှုပ်နေတဲ့လူတွေပါလေးရှိတယ်ဘိန်တော်လာရဲ့တကူပြားလေးဟာကိုမြင်လိုက်ရအောင်မမြင်လိုက်ရတော့နောက်ကတစားစားလိုက်ပြောရှင်ဖရာတပိတော်တို့လည်းတကူပြပါအောင်ပေါ့အဲ့ဒီကြတော့မှရှင်ဘိန်တော်လာကသွားရင်လာရင်နဲ့လည်းတကူပြခဲ့ရတယ်အဲ့မှလူတွေကအိုးအကျက်ကျက်ဖြစ်ကြတော့ကျောင်းတော်နာရောက်တော့မြတ်စွာဘုရားကဒီအတန်တွေကိုကြားတော့ရှင်အနန္ဒာကိုမေးတာจิตตานันดาบาทันนี่แหละบ่ရှင်เปญโดลาตะโกปะโล နော်ဒီလိုရှင်ញဲနေတာလို့အကျိုးအကြောင်းကိုလျှောက်တော့မြတ်စွာဘုရားကရှင်ပိန်ဒေါ်လာကိုရှေ့တော်မောက်ခေါ်ပြီးတော့ကဲ့ရဲ့တယ်တကူမပြရဘူး။နောက်ကိုတကူပြလို့ရှင်ဒုက္ခအဘတင့်သေး။သင်္ကန်းတက်သားသပိတ်ကိုလည်းမသုံးအောင်တက်သားသပိတ်သုံးခွင့်မရှိဘူးဆိုပြီးတော့အဲ့မှာဝိနိတိတ်ခါဘုတ်တွေလည်းပြင်ညက်တယ်။ဟုတ်လား။အဲ့ဒီလိုမြတ်စွာဘုရားကတကူမပြရဘူးဆိုတဲ့ပြင်ညက်ချက်ထွက်လာတယ်ဆိုတာကိုတိတိတွေကသိတယ်။သိတဲ့အခါကျတော့ ဟောဒီရန်ဂေါရမရဲ့တပည့်တွေဟာသူတို့ဆရာပြညတ်ထားတာကိုအသက်ဒီဟုသောအကြောင်းကြောင့်မှလည်းပဲလွန်ကျူးခြင်းမရှိကြဘူး။ဒါကြောင့်ဒီအချိန်မှာတို့ဟာသူတို့ကိုအနိုင်ယူရမယ့်အချိန်။ဘာလဲဆိုတော့သူတို့တကူပြမယ်။ဒီဘက်ကတကူပြလို့မရဘူးဆိုတာကိုသိလို့သူတို့ကတကူပြမယ်လို့လှုပ်တာပေါ့နော်။အမှန်ကသူတို့တကူရှိလို့ပြမယ်လို့ပြောတာမဟုတ်ဘူး။အဲ့တော့သူတို့တကူပြမယ်လို့ပြောတော့ရဟန်းတွေကမြတ်စွာဘုရားကိုရှောက်တယ်။မြတ်စွာဘုရား တို့ကတကိုးပြမလို့ပြောတယ်ပေါ့တို့ရဒီဗိမိသာသာမင်းကြီးကလည်းမြတ်စွာဘုရားကိုရောက်တယ်တိတိတွေကတကိုးပြမလို့ပြောတယ်မြတ်စွာဘုရားဘလို့လုံးမလို့ပေါ့တို့တို့တကိုးပြမယ်ဆိုရင်ငါလည်းပဲတကိုးပြတိဟာပြမယ်လို့မြတ်စွာဘုရားအမိန်ရှိတို့တို့တကိုးပြမယ်ဆိုရင်ငါလည်းပဲတကိုးပြတိဟာပြမယ်လို့မြတ်စွာဘုရားအမိန်ရှိအမိန်ရှိတဲ့အခါကျတော့ဗိမိသာသာမင်းကြီးကမြတ်စွာဘုရားတဲ့တကိုးမပြဘူးလို့ရှင်ဘုရားပြည့်ညက်ပြီးသားမဟုတ်လားတဲ့ဘလို့လို့ပြောရှင်ဘုရားတကိုးပြအဲ့ဒါငါ့အတွက်ပြည့်ညက်တာမဟုတ်တပည့်တွေအတွက်ပြည့်ညက်တာတဲ့ အဲ့ဒီမှာအရှင်ဘုရားတဲ့တပည့်တွေအတွက်တည်တံ့ပြည့်ညတ်လို့ရသလားတဲ့။နော်မင်းကနော်ဗိမိတာကအဲ့တော့မြတ်စွာဘုရားဥမာလေးနဲ့ပြောတယ်မင်းကြီးတဲ့မင်းကြီးရဲ့ဥယျာဉ်ထဲမှာတေးအပင်တပင်အရန်သီးနေတယ်ဆိုရပါစို့။အဲ့ဒါတွေကိုဘယ်သူမှမခူရဘူးလို့မင်းကြီးကပြည့်ညတ်ထားတယ်ခူစားတဲ့လူဘာလို့မလုပ်မင်းမြင့်မင်းနံတင့်မယ်ပေါ့နော်။ဒါပေမဲ့မင်းကြီးကိုယ်တိုင်ခူစားမယ်ဆိုရင်တော့မရဘူးလား။ရာနော်ဒါသူ့တေးအပင်ပဲလေ။အဲ့တော့မင်းကြီးကဒီတိုင်းလေးအတွင်းမှာသာနဲ့အစိုးတရားရှိတာ။နော်မြတ်စွာဘုရားက ဆက်ကြပါလားဂရေတသိန်းဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားပြောပြတာပါအဲ့ဒါဒီဝိနည်းပညာချက်တွေဆိုတာယဟန်တွေအတွက်ပညာထားတာပါအဲ့ဒါနဲ့မြတ်စွာဘုရားဘယ်မှာတခုပြမလို့ဆိုတော့ကန္တံဘသေယပင်ဆိုတာပေးတယ်လို့ကြားဘူးတယ်ဟုတ်လားသေယဖြူပင်ရဲ့မှာပြမယ်တမရစွာဘုရားတရေဖြူပင်ရင်းမှာတကိုးပြားလေးကပြမတဲ့ဆိုတဲ့အတန်ကိုကြားရပြန်တော့တိတိတွေကတရေပင်မှန်သမျှကိုလိုက်ဝယ်တယ်တဲ့ဝယ်ပြီးတော့အကုန်ခုတ်တယ်နော်ဒီကနေ့ပောက်တဲ့အပင်လေးကိုတောင်မကျန်ဘူးတဲ့လိုက်ဝယ်တယ်မရရအောင်ဝယ်တယ ဒါပေမဲ့ဘင်းကြီးရဲ့နန်းတော်ထဲမှာရှိနေတဲ့အပင်တွေကိုကြတော့သူတို့လှုပ်လို့မရအောင်ဒါပေမဲ့ပြောတူတူပြောကြပါစို့အချင်းကြလာလို့နော်ဝါဆိုလာပြင်းနေမှာပြမယ်ဆိုပြီးတော့အချင်းကြလာတဲ့အခါကျတော့ရက်စွာဘုရားအတွက်တေးရပင်ကမရှိဘူးအဲ့ဒီအချိန်မှာဘင်းကြီးရဲ့ဥယျာဉ်ထဲမှာတေးရသီးတစ်လုံးကခါချင်းအောင်အောင်ထားလို့ဘယ်သူမှမမြင်ရအဲ့ဒါကိုကန္ဓာရဲ့ဥယျာဉ်မှုနာမည်ကအဲ့မောင်ကန္ဓာကအဲ့ဒီတေးရသီးကအနှံ့အယံကောင်းတယ်အမြတ်စွာဘုရားဖုံးပေးမဲ့တေးရသီးပဲဒီဥစ္စာက အဲ့ဒါနဲ့အဲ့ဒီခါချင်းတွေပါတွေဖယ်ပြီးတော့အရန်အယောင်တွေပါတွေတောက်နေတယ်ပေါ့နော်အဲ့ဒီတေးအသေးကိုဘင်းကိုဆက်သမယ်ဆိုသူစိတ်ကူးနဲ့လာတော့ဘင်းကိုဆက်သရင်ရမယ်ဆုလက်ကနည်းနည်းလေးပဲမြတ်စွာဘုရားကသာလှူလိုက်မယ်ဆိုရင်ဘဝပေါင်းများစွာငါချမ်းချမ်းသာသာနေရလိမ့်မယ်ဆိုပြီးတော့မြတ်စွာဘုရားကိုလှူတာအဲ့မြတ်စွာဘုရားကအဲ့ဒီတေးအသေးကိုအဲ့ဒီနားတွေအလှူခံပြီးတော့အဲ့ဒီနားတွေမဲ့ဖုံးပေးပြီးတော့အဖျော်ရည်လုပ်ပြီးတော့ကတ္တာရှင်ရန္တနာကအဲ့ဒါလက်တော်ကိုဆေးချတာအဲ့ဒီတေးအစီကိုအဲ့ဒီနားတွေစိုက်ခိုင်းတာအလက်တော်ကိုဆေးချလိုက်တော့အဲ့ဒီအစီကနေတောက်လျှောက်အပင်ပေါက်လာတယ် အတောင်90လောက်ရှိတဲ့အပင်ကြီးဖြစ်တယ်တဲ့အကိုင်း9ကိုင်းနဲ့တဲ့အသည်တွေလည်းတခြားသီးလာတယ်ဒါပါလဲလို့မင်းတကူရပါတော့နော်အဲ့ဒါမြတ်စွာဘုရားတကူပြမယ်တဲ့အပင်ဆိုတာအဲ့ဒီအပင်ပဲပေါ့အဲ့ဒီလိုမျိုးတကူပြတွေဟာပြတော့တိတိတွေကလည်းသူတို့လည်းတကူပြမယ်ဆိုတော့မန္တတိပါတိစောက်တာရှိတယ်ဒါကပြောရရင်တော့အရန်ကျေပါတယ်နော်အဲ့တော့အဲ့ဒီတကူကပြတွေဟာပြတဲ့ပွဲမှာမြတ်စွာဘုရားရဲ့တပည့်ယဟန်တော်တွေယဟမာတွေ ဥပဒကာတွေဥပတိကာမတွေတကူရှိတဲ့လူတွေလည်းရှိရယ်။အဆူလအနာတပိန်ဆိုတဲ့ဒကာကြီးဆိုရင်သူကတကူတွေအများကြီးပြနိုင်တယ်။အဲ့ဒီတဲမှာမြတ်စွာဘုရားရဲ့ကိုစားတကူပြပါမယ်လို့ရှောက်ထားတဲ့ဘိက္ခုနီမတွေရှိတယ်။အဲ့ဒီတဲမှာဒီရှင်မဥပ္ပလွန်ဟာထိတ်တန်းကပါတယ်။ရဲရဲဝံ့ပေါ့နော်။မြတ်စွာဘုရားဘုရားရဲ့သမီးတော်တစ်ပါးအနေနဲ့သူတကူပြမယ်ပေါ့။ဟုတ်လား။ ါပေမဲ့မြတ်စွာဘုရားကဒါဘုရားရဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဘယ်သူမှခွင့်မပြုပါဘူး။ဒါပေမဲ့ပြောချင်တာကအဲ့ဒါကိုအကြောင်းပြုပြီးတော့တစ်ချိန်မှာမြတ်စွာဘုရားကတကူရာမှာအေတတဲ့ဘွယ်သူကိုသူ့ကိုပေးတာ။ဟုတ်လား။အဲ့သူ့ဘဝဇာကြောင့်လေးကအဲ့လိုမျိုးဩမဒန်ဒီနဲ့ဘဒုမဝတိအကြောင်းထူးထူးခြားခြားပြောစရာရှိတယ်ဗောနော်။ဒါပေမဲ့ဒီသာသနာမှာသူ့ရဲ့ထူးခြားချက်နောက်ထပ်တစ်ခုရှိတာကရှင်ရာဟုလာနဲ့သူနဲ့ဟာဘောဘောင်းများစွာမောင်နှမတွေတမီဝန်းထဲမှာ ဖြစ်ခဲ့ကြရတယ်ဆိုတဲ့ဥစ္စာကိုလည်းသူပြောတာရှိတယ်။ဝေဒန်တရားဇာတ်ထဲမှာဆိုလို့ရှိရင်ဇာလီနဲ့ကနာစိနော်အဲ့ဒါရှင်သာလီအဲ့ရှင်ရာဟုလာနဲ့ရှင်မဥပ္ပလောပဲ။အဲ့ဒါဘုရားလောင်းရဲ့သမီးလေးတွေဖြစ်ပြီးဆိုရင်သူပဲဖြစ်တာများတယ်။အဲ့ဒါဘဝပေါင်းများစွာဂရေနဲ့ချီပြီးတော့ဘုရားလောင်းအတွက်သူအသက်ကိုပေးခဲ့တာဆိုတာလေးလည်းသူပြောတာရှိတယ်။ဟုတ်လား။နောက်ဦးဇင်းတို့သာသနာမှာ သူ့ကြောင့်မှတ်မှတ်သားသားတစ်ခုအကြောင်းအရာတစ်ခုဖြစ်တာတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့လူဘွားတုန်းကသူ့ဦးကြီးရဲ့တာနန္ဒဆိုတာရှိတယ်။အဲ့ဒီနန္ဒလူလင်ကဒီရှင်မဥပ္ပလွန်ကိုလူဘွားတုန်းကသူ့အယံမှာသဘောကျတယ်။ဒါပေမဲ့သူအနာမကတ်နိုင်။အဲ့ဒါနဲ့ဒီဘေကုဏီမဝတ်သွားပြီဆိုတော့မှသူကရုံမာတဲ့စိတ်နဲ့အဲ့ဒီဘေကုဏီမတွေကအဲ့ဒီတုန်းကမြူနီးရွာနီးမှာ နေရမယ်လို့ပြင်ညက်ချက်မရှိသေးဘူး။ဒါကြောင့်တချို့တော်ထဲမှာတောထဲမှာတယောက်တည်းတပါးတည်းနေကြတာရှိ။အဲ့ဒါ तू ကဘာလုပ်လဲဆိုတော့ဒီမထေမဆွန့်ငံသွားနေတော့မှအဲ့ဒီသင်္ကန်းကျောင်းထဲကဂရင်အောက်မှာ तू ကဝင်နေတာ။အဲ့ဒါဟိုကဆွန့်ငံပြန်လာတော့နေဘူးတာနဲ့ထိုးတာနဲ့ဒီသင်္ကန်းကျောင်းထဲမှာလူရှိတယ်ဆိုတာမသိဘူးနော်။အဲ့ဒါနဲ့ဝင်ဝင်ချင်းရုတ်တရက်ဘာမှမမြင်ရတဲ့အချိန်မှာ तू ကဒီမထေမကိုပြင်မာတာပေါ့။အဲ့ဒါဒီကတားတဲ့ကြားတဲ့ကပဲ तू ပြင်မာတယ် အဲ့ဒါနဲ့သင်ကအလွန်မိုက်တဲ့လူပဲအဲ့ဒါနဲ့နန္ဒကသူ့ကိုပြင်မပြီးတော့ထွက်သွားမထင်မြင်လဲမထင်မှလဲမမြင်တော့ဘူးလဲဆိုရောဘာဖြစ်ကြအောင်ဆိုမြင်မျိုးပဲဟုတ်လားအဲ့ဒီဥစ္စာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကတော့ဂါထာလေးတစ်ပုဒ်ဟောထားတာရှိတယ်နော်မဒုဝါမညတိပါလောယာဝပါပန်နပစ္စတိယဒါသပစ္စတိပါပန်ဘာလောဒုက္ခနိကစ္စတိ ကောင်းမှုအကျိုးမပေးသေးခင်မှာလူမိုက်တွေဟာမကောင်းမှုလုပ်ရတာကိုပြားရည်လိုခြိုတယ်လို့အောက်မေ့နေကြတယ်တဲ့ဒီကဒါလေးတော့တော်တော်မှတ်စရာကောင်းတယ်နော်မဒုဝမညတိပါလောယာဝပါပါနဗိစတိကိုလှုပ်ထားတဲ့မဟုတ်တာလေးတွေကအကျိုးမပေးသေးခင်မှာတော့ဒီမဟုတ်တာလုပ်နေရတာကိုပဲဘလို့ရလာရှိနေနော်မဒုဝမညတိပါလော ပြားရည်လိုခြိုးနေတယ်နော်ဂျရာစပစ္စတိပါပံဘာလောဒုက္ခနိကစတိတဲ့ကိုလှုပ်ထားတဲ့မကောင်းတဲ့လူရဲ့ကြီးကအကျိုးပေးပြီလဲဆိုရောဘာဖြစ်ပြီတော့ဆင်းရဲဒုက္ခကိုပဲ တွေ့ကြရတာတဲ့ဒါနန္ဒကိုအကြောင်းပြုပြီးတော့ဟောတာနော်ပြီးတော့နန္ဒကိုအကြောင်းပြုပြီးတော့ဟောရတာကဒါတွေမကားဘူးဖြစ်သွားတယ်အဲ့ဒီအချိန်ကစပြီးတော့ဘေကုဏီမတွေကိုလူသူဝေးတဲ့နေရာမှာဝါဆိုခွင့်မရှိဘူးနော်မြို့နာရွာနာမှာပဲဝါဆိုခွင့်ရှိတယ်ပေါ့ဟုတ်လားဒါကတော့တီတီမဖြစ်စဉ်တွေကအကြောင်းအရာထူခြားတာလေးတစ်ခုကိုပြောပြတာပေါ့နော်မန္တမင်းကြီးကသူ့ကိုလာပြီးတော့အရင်မူသမားဟန်ဆောင်ပြီးတော့ ပြောရဆိုတာတွေလည်းပဲမှတ်တမ်းတင်ထားတာရှိပါတယ်အဲ့ဒါတော့အရင်ကြီးမထူးလို့သိပြီးတော့မပြောတော့ဘူးပေါ့နော်အဲ့ဒါလိုနဲ့ဦးရှင်တို့ရသော်ဘုရားရဲ့သာသနာမှာတကိုးရာမှာဣတရေရတဲ့ဥပလွန်ထီထီရဲ့အကြောင်းအရာကိုထူးခြားတာလေးတွေရှာဖွေလို့တွေ့ရသလောက်ကလေးတွေကိုဦးရှင်တို့စူးစိပြီးတော့ပြောလိုက်တာပေါ့